ောင်သူဦးကြီးတွေပေါ့နော်ဒါစာရေးပြေးလို့တဲ့ခါမှာဆိုရင်တိနယ်တွေထွန်းလုံးတို့အောင်ဆိုပြီးတော့ကျွန်တော်တို့နီလန်မျိုးစုံပုံစံမျိုးစုံနဲ့ကျွန်တော်တို့ပြီးရထွန်းလုံးကောင်းမော်ပေါ့နော်ပြီးပူမယောဂကာကွယ်နိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့ပို့သက်စီပေါင်းသက်စီမှုသက်စီအားစီတွေကျွန်တော်တို့ဒါမဖြစ်မနေအသုံးပြုနေကြတာပေါ့နော်အဲ့လိုအသုံးပြုနေတဲ့ခါမှာဆိုရင်ကြောဆက်ပြီးတော့ဒါအသုံးပြုနေတာကိုကျွန်တော်တို့ဒါတွေ့ရှိရတယ်နော်ဒီလိုအသုံးပြုတဲ့ခါမှာဆိုရင်ရောဆက်ပြီးတော့သုံးသင့်လားမသုံးသင့်ဘူးလားဆိုတဲ့ဟာကိုကျွန်တော်တို့တောင်သူဦးကြီးတွေသိရှိဖို့ရတယ်နော် သတိထားဆင်ခြင်ရမယ့်အချက်ကလေးတွေကျွန်တော်တို့ဘူတုဒအနေနဲ့မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီအဲ့လိုကျွန်တော်တို့ဒီဈေးတွေကိုကျွန်တော်တို့ဒါရောဆက်အသုံးပြုရလဲအခြားကြောင့်မဟုတ်ပါဘူးရေချက်တွေရှိပါတယ်နံပါတ်1ကကျွန်တော်တို့အချိန်ကုန်တက်တာစီဖို့ဆိုပြီးတော့ရေရပါတယ်ခင်ဗျနံပါတ်2ကလုံသားဈေးတက်တာဖို့နံပါတ်3ကကျွန်တော်ပြီးနံဖြတ်ဖို့တွေကိုကျွန်တော်တို့တပြိုင်နက်တည်းကျွန်တော်ကောက်ွယ်ထိချုံနိုင်အောင်နောက်ဆုံးနံပါတ်4ချက်ကကျွန်တော်တို့လုပ်ငန်းဆောင်မှုတွေပေါ့နော်ဒါတစ်ချိန်တည်းမှာပဲလောကူမြန်ဆောင်အောင်ဆိုတော့ရေချက်တွေနဲ့ကျွန်တော်တို့ဒါလှုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျ ဟုတ်ပြီအဲ့တပြေးသုံးဓာတုပစ္စည်းတွေကိုတမျိုးထပ်ပို့တဲ့အရောတွေပေါ့နော်ရောတဲ့ခါမှာဆိုရင်ကျွန်တော်တို့ရောတင်လားမရောတင်လားပေါ့နော်ဓာတွေကိုကျွန်တော်တို့တတိထားပြီးတော့ဟိုဆင်ကျင်ဖို့လိုမှာဖြစ်ပါတယ်အဲ့လိုဆင်ကျင်ဖို့ဆိုရင်ကျွန်တော်တို့ကဘာတွေသိထားရမလဲဆိုတော့ဓာတုပစ္စည်းတွေကျွန်တော်တို့အဲကြိုတင်ရောဆက်ပြီးတော့ဒါစာတမှုပြုလုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပြီအဲ့လိုရောဆက်ပြုတ်လို့မယ်ဆိုရင်ဘယ်လိုလုပ်တင်လဲဆိုတော့နံပါတ်1ကကျွန်တော်တို့1000 cc ဆန်ဖန်ခွဲအလွတ်တစ်ခုထဲမှာရေ900 cc တဝက်ခန့်ထည့်ပါမယ်ခင်ဗျပထမအချောက်လေးထည့်မယ်ဈေးခဲအမုံဈေးခဲဈေးအမုံပေါ့နော်ဈေးအမုံလေးဈေးခဲတွေအချောက်ကိုအရင်ထည့်နံပါတ်2အစင်ကရေပြောရေပြောတဲ့ဈေးကြီးပင်ဆိုင်တွဲဈေးကြီးဈေးအပြစ်ပေါ့နော်ရေပြောဈေးကြီးဒါတွေကိုကျွန်တော်တို့ဒါဒုတိယအစင်နဲ့ထည့်မယ်နောက်တတိယအစင်အနေနဲ့ဆိုရင်ကျွန်တော်တို့ရွှေဖြန်းမျိုးစားအကြီးထည့်မယ်နောက်ဆုံးနံပါတ်4အစင်ကကျွန်တော်တို့စီပြောရေပြောခွဲပါ EC ဈေးကြီးတွေဒါထည့်ပြီးတော့အစင်လိုက်ထည့်တင်တာဖြစ်ပါလေ ဒါကြောင့်မိမိတို့တောင်သူကြီး2မျိုးပဲထည့်တယ်3မျိုးပဲထည့်တယ်4မျိုးပဲထည့်ဒီအစင်တိုင်းအသုံးပြုလို့တဲ့ကျွန်တော်ဈေး2မျိုးတို့မဟုတ်3မျိုးပေါ့နော်အဲ့တော့ 5cc ထည့်ထည့်ပြီးကျွန်တော်တို့ဒုတ်တန်တန်တစ်ချောင်းနဲ့ရောမွေပြီးတော့ကျွန်တော်နိုင်ဝဲဆောင်ကြည့်လိုက်ပေါ့နော်အဲ့လိုနိုင်ဝဲဆောင်ကြည့်ပြီးတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကရုပ်ပိုင်းဆိုင်ရာအရာကျွန်တော်တို့ကအမှအယောင်နေပြောင်းလာသလားနော်ပြီးရင်အလွှာတွေနှစ်ခုကွဲနေလားပေါ့နော်တို့ဒီမို့အနေနဲ့ထိုင်းနေလားဒါမှမဟုတ်လေ အခက်အနစ်တွေဖြစ်နေသလားဒုတိယမဟုတ်လည်းကျွန်တော်တို့အမြုပ်တွေထွက်လာလားပေါ့နော်ဒါအပြင်ကျွန်တော်တို့အသုံးပြုဖြောဆက်တဲ့ဒီဖန်ခွက်ရညနေပြင်ဘေးမှာဆိုရင်ကျွန်တော်တို့ဆေးအနေနဲ့နေကတ်နေလားစသဖြင့်ပေါ့နော်ဒီအချက်တွေကိုကျွန်တော်လက္ခဏာတွေ့ရှိရမယ်ဆိုတာအကြမ်းများပြီးကျွန်တော်ရောဆက်အသုံးပြုလို့မရပါဘူးဒါရုပ်ပိုင်းဆိုင်ရာအရာကျွန်တော်တို့အသုံးပြုလို့မရဘူးဆိုတဲ့အခြေအနေကိုကျွန်တော်တို့ဒါကြိုတင်သိရှိထားမှာဖြစ်ပါတယ်ခင်ဗျာအကြေးကြီးများအဲ့လိုတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ကတသားတည်းဖြစ်ပြီးတော့ရုပ်ပိုင်းဆိုင်ရာအစဉ်ပြေပင်ပညာတော်လဲတပြောင်းလဲမှုသဘောတရားကိုကျွန်တော်တို့သိရှိဖို့ခက်ခဲတာဖြစ်ပါတယ် ဒါကြောင့်အကောင်းဆုံးကတော့ကျွန်တော်တို့တောင်စုကြီးတွေလှုပ်တင်တာကတော့ဘာနဲ့မှမရောပဲနဲ့တည်တန့်ကျွန်တော်တို့အချိန်ပေးပြီးတော့ချမ်းပတ်နိုင်တယ်ကာကွယ်နိုင်တယ်ဆိုရင်အသုံးပြုနိုင်တယ်ဆိုရင်ပုံမကောင်းမွန်တာပါနော်ဒါကြောင့်ကျွန်တော်တို့ကတခြားဆန်းသက်ပြီးတော့ကျွန်တော်တို့သုံးဖို့လိုမှာဖြစ်ပါတယ်အဲ့လိုကျွန်တော်တို့ဖျော့ဆက်ပြီးသားဆေးတွေကိုကျွန်တော်တို့အပင်၅ပင်ကနေဆဲ့ပင်ဟိုစမ်းမြင်အနေနဲ့ပေါ့တရေကျူပြီးတော့ဖြန့်လိုက်ပါနော်ဆန်းသက်တဲ့အပင်မှာပေါ့နော်အဆေးလောင်ကျွမ်းမှုရှိသလားအဆေးရောင်လေးပြောင်းနေသလားပြောင်းလဲမှုဖြစ်စဉ်တွေရှိမရှိလို့ကြိုတင်ဆန်းသက်ပြီးမှကျွန်တော်တို့အသုံးပြုလာဆိုရင်တော့ကျွန်တော်တို့အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ ဒီနေရာမှာကျွန်တော်တို့ဘယ်ဓာတုစေပစ္စည်းတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ရောဆက်ပြီးအသုံးပြုမယ်ဆိုရင်အနိသင်၃မျိုးဖြစ်နိုင်တာပါနော်နံပါတ်၁အနိသင်ကတော့ကျွန်တော်တို့ပို့ပြီးတော့အနိသင်ပြင်းလာတာပါနော်ဆိုကြပါစို့ကျွန်တော်တို့ကတင်းနဲ့တင်းနဲ့ပေါင်းရင်နှစ်ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့၅မျိုးပေါင်းလိုက်တဲ့ခါမှာဆိုအနိသင်ပိုကောင်းလာတာလည်းရှိပါတယ်ခင်ဗျာနောက်နံပါတ်၂သူ့ရဲ့အကျိုးတရားမှုကတော့ကျွန်တော်တို့တင်းနဲ့တင်းပေါင်းရင်နှစ်ဆိုတဲ့ဟာမျိုးပေါ့နော်၅မျိုးကအနိသင်တကယ်တည်းရရှိတာပါနောက်နံပါတ်၃အနိသင်ကတော့တင်းနဲ့တင်းပေါင်းရင်ကျွန်တော်တို့ နှိမ့်မရပဲねကျွန်တော်တို့အနည်းငယ်ပြက်ပြက်သွားအနည်းငယ်လျော့သွားတာမှာဒါကိုလည်းပဲကျွန်တော်တို့တောင်တူတွေစရီထားဖို့လိုအပ်မှာဖြစ်ပါတယ်ကျွန်တော်တောင်တူတွေကတော့အကြမ်းများပဲသိရှိထားတာကျွန်တော်တို့ဖြန်းလိုက်လို့အပင်မလောင်ဘူးပေါ့နော်ဈေးမလောင်ဘူးဆိုโอเคတယ်လို့သတ်မှတ်တာတိုးတော့ကျွန်တော်တို့ရောဆက်လိုက်တဲ့ဈေး2မျိုးသို့မဟုတ်3မျိုးပေါ့နော်ဒီရောဆက်လိုက်ဈေးရဲ့အနည်းငယ်ဟာအပင်ဟာရလားမရလားဆိုတဲ့အကျိုးသက်ရောက်မှုကိုတော့ကျွန်တော်တို့ဟိုသေးချာခါခါနာနာကျွန်တော်သိရှိနိုင်မှာမဟုတ်ပါဘူးခင်ဗျာဒါကြောင့်ဒီဖြစ်စဉ်ဒီအကျိုးသက်ရောက်မှု3မျိုးကိုလည်းတောင်တူတွေဘုဒ္ဓရအနေနဲ့ပေါ့နော်တောင်တူတွေသတိထားပြီးတော့ကျွန်တော်တို့ သိရှိဖို့လိုအပ်မှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့ကညီကုန်းကျုံအနေနဲ့ပြောကြလို့ကတော့မရောဆက်ဖဲနဲ့တည်တန့်ခွဲခြားပြီးအသုံးပြုနိုင်တာတော့အကောင်းဆုံးပါเนาะအကယ်၍ကျွန်တော်တို့ကရောဆက်အသုံးပြုခြင်းနဲ့ဆိုရင်ရောဆက်လို့တဲ့ဆေးတွေရဲ့အကြောင်းကိုဂါဂါနာနာသိတဲ့စာပြေရေးပညာရှင်တွေမိတက်သည့်နားလည်းကျွမ်းကျင်တဲ့ပုံကိုယ်တွေနဲ့ကျွန်တော်ဆွေးနွေးတိုင်ပင်ပြီးလှုပ်ဆောင်မယ်ဆိုရင်ဖြင့်တည်နှံ့ပင်တွေအတွက်ပုံမယောဂါကာကွယ်တဲ့နေရာမှာတော်လောက်အောင်ကြိုးစားထိရောက်ပြီးတော့တောင်သူကြီးတွေမျှော်မှန်းတဲ့အထွန်းလုံးကောင်းလေးတွေဒါရရှိမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ပြောကြားလို့ပါတယ်ခင်ဗျ 阿龙介绍的嘛，兄弟。